အရှင်ဘုရားရိုသေစွာရှောက်ထားအပ်ပါလေတရားဆိုတာဘသူပဲဟောဟောနာကြားကောက်တာသိပါပြီဘုရားဆရာတော်ဥကျော်ဟိတရားလိုက်ဟောတဲ့အခါဆရာတော်ကြီးတွေကသာသနာဖြတ်လို့ပြောခြင်းကအဘယ်အကျိုးကြောင့်ပါလဲဘုရားရိုသေစွာရှောက်ထားအပ်ပါလေတဲ့အဲ့ဒီအကြောင်းအရာကိုအပြည့်စုံသိကျင်တယ်ဆိုရင်ခင်မတန်ဆရာတော်အရှင်ခင်မင်ကဟောကြားတော်မူသောသာသနာပြုမာလားသာသနာဖြတ်မာလားဆိုတဲ့တရားကိုရှာပြီးနာကြည့်ပါနော်အဲ့ဒီတရားကဥကျော်ဟိကိုဟောတဲ့တရားဖြစ်ပါတယ်အဲ့ဒီမှာအပြည့်အစုံသိရပါလိမ့်မယ် ီမှာတော့ဥစဉ်နည်းနည်းပဲပြောပါမယ်နော်ပရိသတ်တွေကဥကျော်ဟိန်းကိုအရှင်ဖရာမြတ်စွာဘုရားကတုတ်တန်ဝီနိအဘိဓမ္မာဆိုပြီးပိဋကတ်သုံးပုံကိုဟောကြားခဲ့ပါတယ်အရှင်ဖရာတရားဟောတဲ့အခါမှာအဲ့ဒီပိဋကတ်သုံးပုံတွေကဘယ်တရားကိုထုံးနှုတ်ပြီးဟောမှလဲလို့မေးပါတယ်အဲ့ဒီအခါမှာဥကျော်ဟိန်းကတုတ်တန်ဝီနိအဘိဓမ္မာပိဋကတ်သုံးပုံကိုဖရာဟောပါတယ်လို့ဘယ်သူအာမခံနိုင်ပါသလဲ ်ဦးသင်ကဖះဟုတ်ကိုဟောမှာမဟုတ်ဘူးကိုအသိကိုကိုဟောမှာဆိုပြီးပြောပါတယ်ကိုအသိဆိုတာဗာလေပုထုဇဉ်အသိအကန်းအသိပါနော်ပုထုဇဉ်အသိအကန်းအသိကိုဟောမယ်ဆိုရင်လူတွေလမ်းမရောက်ပြီးတော့သာသနာပြည့်စည်ပါလိမ့်မယ်နော်ဒါကြောင့်ဥကျော်ဟင်းကိုသာသနာဖြစ်လို့ခေါင်းစဉ်တက်ပြီးတရားဟောပိတ်လိုက်ခြင်းဖြစ်ပါတယ်နော်